မင်္ဂလာပါဇေရိုရီကဒီဗီယိုလက်ဆင်ကတော့အစုတစ်ခုကိုဖော်ပြတဲ့ဤအကြောင်းကိုဇေရိုရီလေ့လာကြည့်မှာဖြစ်ပါတယ်အစုတစ်ခုကိုဇေရိုရီဖော်ပြတဲ့အခါမှာဘယ်လိုမျိုးဖော်ပြလို့ရတယ်လဲဆိုတော့၃မျိုးဖော်ပြလို့ရပါတယ်အစုတစ်ခုကိုဖော်ပြမယ်အစုဆိုတာကအင်္ဂလိပ်လိုဆက်ဖြစ်ပါတယ်အစုဝင်တွေကိုကြတော့ elements လို့ခေါ်ပါတယ်ဟုတ်ပြီဒါဆိုရင် အစုတစ်ခုကိုဖော်ပြမယ်ဆိုရင်၃မျိုးဖော်ပြလို့ရတယ်ပေါ့ အဲ့ဒီသုံးမျိုးကဘာတွေလဲဆိုတော့ပထမတစ်မျိုးကစာသားနဲ့ဖော်ပြလို့ရပါတယ်အင်္ဂလိပ်လို in words စာသားနဲ့ဖော်ပြမယ်နောက်ဒုတိယတစ်မျိုးကကျတော့စာရင်းပြုစုပြီးတော့ဖော်ပြလို့ရပါတယ် by listing its elements နောက်ဆုံးတတိယတစ်မျိုးကကျတော့အစုတိဆောက်ပြီးတော့ကျတော့အစုတိဆောက်တဲ့ပုံစံနဲ့ဖော်ပြလို့ရပါတယ် in subbitter form ပေါ့နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်မှတ်လိုက်တော့အစုတစုကို ဖော်ပြတဲ့အခါမှာစာသားဖြင့်ဖော်ပြခြင်းဆယင်းပြုစုနည်းဖြင့်ဖော်ပြခြင်းအစုတိဆောက်သည့်နည်းဖြင့်ဖော်ပြခြင်းဆိုပြီးတော့၃မျိုး ဖော်ပြပေးလို့ရပါတယ်ဒါဆိုလို့ရှိရင်ဟောဒီ၃မျိုးကိုစာသားနဲ့ဖော်ပြရဲဆိုတာဘယ်လိုမျိုးဖော်ပြရတာလဲဆယင်းပြုစုပြီးတော့ဖော်ပြရဲဆိုတာဘယ်လိုမျိုးလဲအစုတိဆောက်ပြီးတော့ဖော်ပြရဲဆိုတာဘယ်လိုမျိုးဖော်ပြပေးရတာလဲ တခုချင်းစီကိုထပ်ပြီးတော့ကြည့်လိုက်ရအောင်ပထမတစ်မျိုးကစာသားနဲ့ဖော်ပြမယ်စာသားနဲ့ဖော်ပြရတဲ့ဆိုတာကအစူးတစ်ခုကိုစာသားနဲ့ဖော်ပြရတဲ့ဆိုတာဘယ်လိုမျိုးဖော်ပြရတာလဲဆိုတော့ဆိုကြပါစို့ဒါဆိုလို့ရှိရင် are the ကိန်းစင်များအစုဖြစ်တယ်ပေါ့ are ဆိုတာက real numbers ဒါကိုဆရာတို့တွေအတူကောက်ရေးထားတာပေါ့ကဲဘာပဲဖြစ်ဖြစ်အာဆိုရာကကိန်းစင်များအစုဖြစ်တယ်ဆိုရင်ဒီလိုမျိုးလေး စာသားနဲ့ဖော်ပြပေးလို့ရပါတယ်။နောက်ဆက်ပြီးတော့ကြည့်မယ်။အနန္တီတဘာဝကိမ်းများအစုဖြစ်တယ်ဆိုရင်ဒီလိုမျိုးဖော်ပြလို့ရတယ်။နောက်ပြီးတော့ကျတော့ W သည်အပြေကိမ်းများအစု ဖြစ်တယ်ဆိုရင်ဒီလိုမျိုးဖော်ပြလို့ရတယ်။နောက်ပြီးတော့ကျတော့ E သည်အပြေစုံကိမ်းများအစုဖြစ်တယ်ဆိုရင်ဒီလိုဖော်ပြမယ်။ O သည်အပေါင်းမကိမ်းများအစုဖြစ်တယ်ဆိုရင်ဒီလိုမျိုးဖော်ပြပေးလို့ရတယ်။ဒါကဘာလဲဆိုတော့စာသားနဲ့ဖော်ပြပေးတာ။နော်။ စာသားနဲ့ဖော်ပြပေးတာဖြစ်တဲ့အတွက်အစူတစ်ခုကို ဖော်ပြတဲ့အခါမှာသုံးမျိုးဖော်ပြလို့ရတဲ့အထက်ကဒါသည်စာသားဖြင့်ဖော်ပြခြင်းဖြစ်ပါတယ်အစူကိုဆီရိုတွေကဘလို့ရေးရတာလဲဆိုတော့စလုံးအကြီးနဲ့ရေးပြရတယ်နော် n ဆိုတာ natural number နောက် w ဆိုတာက whole number အပြည့်ကင်းကိုပြောတာ e ဆိုတာ event စော်ကင်းကိုပြောတာ o ဆိုတာက odd မာကင်းကိုပြောတာဒါတွေရဲ့အတူကောက်ပေါ့နော်မတည်ဘူးမလိုက်နိုင်ဘူးဆိုလို့ရှိရင်လည်းထားလိုက်ကိစ္စမရှိဘူးဒီမှာသိရမှာကတော့စာသားနဲ့ဖော်ပြတယ်ဆိုတာကဟောဒီလိုမျိုးစီရတို့တွေကအစုတွေကို စာနဲ့ဖော်ပြပေးတာဖြစ်ပါတယ်နောက်တစ်မျိုးကကြတော့စရင်ပြုစုပြီးတော့ဖော်ပြမှာစရင်ပြုစုပြီးတော့ဖော်ပြတယ်ဆိုတာကသူကဘယ်လိုမျိုးဖော်ပြပေးရတာလဲဆိုတော့ ဆိုကြပါစို့ဆရာတို့တွေအနှံသည်သဘာဝကိန်းများစုဖြစ်တယ်ဆိုရင်ဒီလိုမျိုးဖော်ပြပေးလို့ရတယ်။စည်ရင်ပြုစုပြီးတော့ဖော်ပြတယ်ဆိုတာတွန်ကွန်းနဲ့စာမယ်တွန်ကွန်းနဲ့ပိတ်ပေးမယ်။သဘာဝကိန်းဆိုတာက1ကစပါတယ်1 2 3 4 5 6 7 8 9 10နဲ့ရှိအောင်မယ်အစာရှိသဖြင့်အန်စုဝန်းစုပြီးတော့အပြောက်ကလေး၃ပြောက်ချထားခဲ့ဆက်ပြီးတော့ဖော်ပြလို့ရတယ်ဆိုတဲ့အတိတ်ပဲ။ ။နောက်ပြီးတော့ကြတော့ WD အပြေကိန်းများအစုဖြစ်တယ်ဆိုရင်တဘာဝကိန်းက1နဲ့စာပြီးတော့အပြေကိန်းကကြတော့0ကစားပါတယ်။0 1 2 3 4 5ပြီးတော့ရေးလို့ရသေးတယ်မရေးတော့ဘူး။ဒါကြောင့်အပြောက်ကလေး၃ပြောက်ချခဲ့။တွင်ကွန်းနဲ့စားတယ်တွင်ကွန်းနဲ့ပိတ်ပြရတယ်။နောက် ED ဒါပါလဲဆိုတော့အပြည့်စုံကိန်းများအစုဖြစ်တယ်ဆိုလို့ရှိရင်စုံကိန်းစုမှာတော့2468နောက်10နေထွဲနေရှိအောင်မယ် ဆက်ပြီးတော့မရေးတော့ဘူးအနော်တွင်ကွန်းနဲ့စားမယ်တွင်ကွန်းနဲ့ပိတ်မယ်နောက်ပြီးတော့ ఓ ဒီအပေါင်းမာကိန်းများအစုဖြစ်တဲ့ဆိုရင်1357 11 50တွေ50တွေရေးလို့ရသေးတယ်အနော်ဘာပဲဖြစ်ဖြစ်ဒါကဘာတွေလဲဆိုတော့အစုဖြစ်ပါတယ်အစုမို့လို့စလုံးအကြီးနဲ့ရေးပြရတယ်အဲ့ဒီအစုကို ဖော်ပြတဲ့အခါမှာအခုနောက်ကစာသားနဲ့ဖော်ပြတာ အခုကကြတော့ဒါပါလဲဆိုတော့ဆက်ရင်ပြုစုပြီးတော့ဖော်ပြတာဒါလို့ဖော်ပြတဲ့အခါတွန်ကွန်းနဲ့စာမယ်တွန်ကွန်းကလေးပိတ်ပြရပါမယ်။ကဲဟုတ်ပြီဒါဆိုရင်နောက်ဆုံးတနည်းကကြတော့အစုတိဆောက်တဲ့နည်းနဲ့ဖော်ပြလို့ရပါတယ်။အစုတွေကိုဖော်ပြတဲ့အခါမှာအစုတိဆောက်တဲ့နည်းတနည်းအားဖြင့်ဆက်ဘီတာဖွန်နဲ့ဖော်ပြလို့ရပါတယ်။အဲ့ဒါဘယ်လိုနည်းလဲဆိုတော့ကြတော့ဟောဒီပုံစံလေးပါ။ဒီပုံစံလေးကိုရအောင်မှတ်မယ်။ ီပုံစံမှာဆိုလို့ရှိရင်အာတိဒါကအစုနာမည်ဖြစ်ပါတယ်နော်အဲ့ဒီနေရာမှာအစု A အစု B အစု C အစု G ကြိုက်တာလာပါလိမ့်မယ်ရေပုံရအနေနဲ့အာလို့ပဲမှတ်ထားလိုက်ပြီးရင်တွင်ကွန်းနဲ့စမယ်တွင်ကွန်းနဲ့ပိတ်မယ်ပြီးရင်ဆရာတို့တွေက X လာပါမယ်ပြီးရင်ဒီကောင်လေးကကြတော့ဆက်တက်လို့ဖတ်ပါတယ်အဆောင်ကလေးမဟုတ်ဘူးနော်အတက်ကလေးပါဆက်တက်လို့ဖတ်ပါတယ် အရာပြီးသွားပြီဆိုတော့ x ဒီကိန်းစစ်တခုဖြစ်တယ်ဒါလေးလာမယ်ဆိုလိုတာကအပေါင်းဖြစ်ခြင်းဖြစ်မယ်အနုတ်တွေလေးလာခြင်းလာမယ်နောက်အပိုင်းကိန်းတွေတသမာတွေ root တွေစုံကိန်းတွေမာကိန်းတွေစသဖြင့်ကြိုက်တာ လာပါလိမ့်မယ်အနော်ဒီနေရာမှာအဲ့တော့မှတ်ထားရမှာအခုနံတော့ကစည်ရင်ပြုစုပြီးတော့ဖော်ပြလို့ရတယ်စည်ရင်ပြုစုတယ်ဆိုတာက တွန်ကွန်းနဲ့စာ တွန်ကွန်းနဲ့ပိတ်မယ်ဒီကြားထဲမှာ0 1 2 3 4 5 1 2 3 4 5 2468ဒါမှမဟုတ်စသဖြင့်ဒီလိုမျိုးလာတာပေါ့အစုတိဆောက်တဲ့ပုံစံကကြတော့ဆက်ဗီတာဖွန်းကကြတော့ဆီရိုရီဒီမှာအစုလာမယ်အစုနာမည်လာမယ်တွင်ကွန်းနဲ့စတွင်ကွန်းနဲ့ပိတ်တာတော့မှန်နေဒီကြားထဲမှာက x လာမယ်ပြီးရင်ဆက်သက်ကလေးခံပြရတယ် x ဒီဂိမ်းစစ်တစ်ခု ဖြစ်တယ်ပေါ့ပိုးပြီးတော့နားလေအောင်ဥပမာလေးကိုကြည့်လိုက် g ဒီဒါဆိုလို့ရှင်ဟောဒီအာနေရာမှာအစုကြီးလာပါလိမ့်မယ် ဂျီလို့ရေးပြရမယ်အစူးစူရာကစလုံးအကြီးနဲ့ရေးပြရတာကိုအနော်ဒါလေးသိပါအဲ့အောင်ငယ်တော့တဘာဝကိန်းများအစုဖြစ်လျင်ဂျီကို အစူးတိဆောက်သည့်ပုံစံဖြင့်ဖော်ပြပါအဲ့တော့ဒီမှာဆိုလို့ရှိရင်မှတ်ထားရမှာကအဲ့အောင်လေငယ်ရမယ်နော်ပြီးတော့တဘာဝကိန်းများအစုဖြစ်တဲ့အဲ့တော့ဘာပဲဖြစ်ဖြစ်အစုကြီးဖြစ်တဲ့အတွက်ဟောဒီနေရာလေးမှာကြီးလို့ရေးပြရမယ် ပြီးရင်ပါလာမလဲတွန်ကွန်းနဲ့စာမယ်တွန်ကွန်းနဲ့ပိတ်မယ်ပြီးရင် x ဇက်သက်ရေးပါမယ်အရာရဲ့နောက်က x ဒီကိန်းစစ်တစ်ခုဖြစ်တယ်ဆိုတာကတော့ align တဲ့ကလေးပြောင်းပြင်မယ်ဘယ်လိုပြောင်းမလဲဆိုတော့ဒီမှာက8အောင်ငယ်သောတဘာဝကိန်းများအစုလို့ပြောထားတယ်တဘာဝကိန်းများအစုလို့ပြောထားတဲ့အတွက် x ဒီကိန်းစစ်တစ်ခုလို့မရတော့ဘူး x ဒီတဘာဝကိန်းတစ်ခုဖြစ်ပါတယ် နော်တဘာဝကိန်းတစ်ခုဖြစ်တဲ့အတွက် x d 1ဖြစ်ခြင်းဖြစ်မယ်2ဖြစ်ခြင်းဖြစ်မယ်3 4 5 6 7ဖြစ်ခြင်းဖြစ်လိမ့်မယ်နော်ဆက်ပြီးတော့ပြောရတာက8အောင်ငယ်တယ်တဲ့ဒါကြောင့်မို့လို့ကောမာလေးခံပြီးပါ x less than 8ဒါ8အောင်ငယ်ပါတယ်ဒါလေးထည့်ပြီးမယ်နော်အခုနောက်နှောင်းကကြတော့ဒီပုံစံလေးဒီနေရာမှာမပါဘူးနော်သို့တော် तू ကဒီမှာကန့်တတ်ထားတဲ့8အောင်ငယ်တော့လို့ပြောတယ်ဒါကြောင့်ကောမာလေးခံပြီးတော့ x last than a ဆိုပြီးတော့ဒီလိုမျိုးလေးထည့်ပေးပါမယ်။ပြန်ပြောရရင်အစုကြည်ဖြစ်တဲ့အတွက်ကြည်လို့ရေးမယ်။တွင်ကွန်းနဲ့စတွင်ကွန်းနဲ့ပေးပြီးမယ်။ x ဆက်သက်လို့ရေးမယ်။ပြီးရင် x ဒီကိန်းစစ်တစ်ခု lightningly ပြောင်းပေးပါမယ်။တဘာဝကိန်းများအစုလို့ပြောထားတဲ့အတွက် x ဒီတဘာဝကိန်းတစ်ခုဖြစ်ပါလေ။ဒီမှာကအဲ့အောင်ငယ်တော့လို့ပါတဲ့အတွက်ကိုမခံမယ်။ x less than 8 ဒီလိုမျိုးလေးရှိပြပါမယ်ဒီလိုမျိုးလေးဖော်ပြတာကိုဒါဆက်ပစ်တာဖုန်းနဲ့ဖော်ပြတယ်လို့ခေါ်ပါတယ်အစုတိဆောက်တဲ့နီးနဲ့ဖော်ပြတယ်လို့ခေါ်ပါတယ်ဒါဆိုရင်သုံးမျိုးစလုံးပြန်ပြောမယ်အစုတွေကိုဖော်ပြတဲ့အခါစာသားနဲ့ဖော်ပြလို့ရတယ်စာရင်းပြုစုပြီးတော့ဖော်ပြလို့ရတယ်အခုလိုမျိုးအစုတိဆောက်တဲ့ပုံစံနဲ့ဖော်ပြပြီးလို့ရပါတယ်ဒါဆိုရင်ဒီဘလူးလက်ဆန်ကတော့ဒီလောက်ပဲနောက်ဘလူးလက်ဆန်မှာလေ့ကျင့်ခန်းလေးတွေလုပ်ကြည့်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်